မင်္ဂလာပါခင်ဗျာကျွန်တော်များပုံနဲ့တော်ပြည်တင်ဆရာရန်နိုင်ထွန်းရန်ကုန်မြို့တော်မှစာတန်ပြည်တင်မိထမေရှင်ခွနရဲ့သားသမီးအားလုံးကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာပါစေကြောင်းဥစ္စာပနမနှုတ်ခွန်းဆက်တာအပ်ပါတယ်အခုလာမယ့်မြန်မာတက္ကသိုလ်1380ခုနှစ်ခုနှစ်တရင်ကျော်လတနင်္လာနေ့2025ခုအောက်တိုဘာလအောက်တိုဘာတရင်ကျော်လ အောက်တိုဘာ၁ရက်မှအောက်တိုဘာ31ရက်တလားတာတော်အတွက်မှာ9နှစ်9နှစ်တော့9ရက်သားသမီးများရဲ့ကံကြာမှာကောင်းကောင်းဆုဆုကျွန်တော်များပုံနာတော်ပြီတဲ့စာရနိုင်ထုံးမှ တွေ့ချက်စစ်စစ်ပြီးတော့ဆွေးနွေးဟောပြောပေးသွားမယ်9နှစ်9နှစ်တော့9ရက်သားသမီးဟော့စတန်လေးဖြစ်ပါလေလာရင်ရှက်ပြီးတဲ့မိတ်ဆွေတွေကိုလည်းအထူးကျေးဇူးတင်ပါတယ်။ဆောင်မြော်ကြီးရှုနေကြတဲ့သူတွေလိုက်ရှက်ပြီးတဲ့သူတွေ ဆွေမျိုးသားချင်းညီကိုမရမများမိသားစုအတောင်းဝိုင်းနေမိမိနဲ့တကွထပ်ထူထမ်းမြဓာတော်တာဆင်နိုင်မယ်ကောင်းသည်ဆိုသည်ဆောင်ရယ်ရှောင်ရယ်တို့ကိုသိရှိခွင့်ရရှိပါလိမ့်မယ်ကျေးဇူးအထူးတက်ပါတယ်နော်ဆက်လက်ပြီးတော့စာနေနဲ့ဆွေမျိုးဟော့ဖော့ပေးမလို့တဲ့နေမြန်လေးတကွတော့အင်္ဂါသားသမီးမင်္ဂလာပါအင်္ဂါသားသမီးများခင်ဗျာ2020ခုနှစ်အောက်တိုဘာလတရင်ကျော်လာ ဆယ်လာပိုင်းမှာကံကောင်းတော့ကံထူးချင်စာတာရှင်အင်ကတောက်ကြလို့စာပြောထားတယ်။ကံနေနာကတက်နဲ့လာကြတာပတိ။အင်ကသားသမီးများဟာနာမည်ကောင်းကျော်ဆောင်မယ်ကံပွင့်မယ်တလားနင်းနီလုံးအောက်တိုဘာ၂ရက်နေ့ကြာတာပတိနေ့မှ အောက်တိုဘာ30ရက်ကြာတာပတိနေ့တနည်းအားဖြင့်တစားမုံလာဆန်း ဆိုင်ရနေကြတလလုံးကောင်းတယ်။ဘာလို့လဲဆိုတော့အော်တိုဘာလာထဲမှာသတင်းချုပ်ကောင်းတာလို့တဆမုံကလည်းဝင်ပါတလလုံးလုံးဟာအင်္ဂါသားသမီးတွေကကောင်းပဲပုံပြင်တော့ကားတွေကင်းစင်ဝေးမယ်စိတ်လုံချားစရာတွေတော့ကြုံမယ်အရှိရေးကံကောင်းမယ်အိမ်တော်တဲ့ညနဲ့နဲ့စိတ်ခူစရာလေးတွေပေါ်တတ်တယ်လူငယ်ကိစ္စတွေตาရေးနာရေးရဲ့ရေးရွာရေးကိစ္စတွေ အားကျုံးမှတက်ဆောင်ရွက်ဖိမကုန်ရမယ်စိုက်ပျိုးရေးနဲ့ပတ်သက်တာမွေးဖြူရေးနဲ့ပတ်သက်တာတည်တည်ဝလံကုန်စင်းလုပ်ငန်းကိစ္စရက်တွေအင်္ဂါသားသမီးများကို ကောင်းချိုးပြုမယ်ကောင်းချိုးပေးမယ်အဆင်ပြေမယ်ကောင်းချိုးထူးခြားမယ်အဆင်သင့်ပြေစေမယ်အကျိုးပေးမယ်အကျိုးပေးတိတ်ငနဲ့၃ကိန်းငနဲ့၅ကိန်းငနဲ့၃ညာကိန်းငနဲ့၉ကိန်းငနဲ့တို့ကအကျိုးပေးမယ် ကုံတော်ကိုဘာကိုရုပ်ဖတ်30ပွားများပါကံပွင့်လက်ပွင့်စေပွားတွေမိမိမွေးတဲ့တော့အင်္ဂါချိုတောင်းမှာဖျောင်းနိုင်ဆဲတန်လူပေးပါဥဇော်ထွန်းညပူဇော်ပါဖွာတိလာရှင်ဆရာတို့တို့လောင်းလူလည်းရပါလေနော်ကံပွင့်လက်ပွင့်မယ်အဘိဓမ္မအခါတော်နေ့တဲ့ကျော်လာပြင်းနေမှာလေဥဇော်လို့ရပါတယ်အဲအင်္ဂါလေးတွေကြားရောက်มาတရားဆိုလို့ရှိရင် ဆယ်လပိုင်း9ရက်နေ့14ရက်နေ့21ရက်နေ့28ရက်နေ့ကအင်္ဂါနေ့ရက်စွဲတွေဖြစ်တယ်။ကိုယ့်ရဲ့အင်္ဂါနေ့အပတ်တိုင်းမှာလည်းကတ်လို့ပူဆော်လို့ရတယ်။အိမ်မှာလည်းရတယ်။ဖျောင်းတိုင်းအတိုင်းအသေးအကြည့်ဟိုအယောင်အသေးမရှိဘူး။ဆယ်တိုင်းပဏမပြေပြေဝဝထုံညင်ပူဆော်ပေးပေးပါ။ကံနေနေတာတွေကံညံ့နေတာတွေလည်းပြေပြောက်ပါမယ်။ကံကောင်းတဲ့ကံစားတာရှင်ဖြစ်တယ်နော်။အင်္ဂါပထမကံကောင်းဘူး။ တောက်ကြဒုတိယကံကောင်းအောင်မြင်မယ်ရေရွယ်ချက်တွေဖြစ်မြောက်မယ်နင့်နာထားတာတွေလင်းဟလာကြမ်းကြာနေတာတွေလင်းလန်ထိုင်းပါနေတာနဲ့ကွင့်မယ်ကြမ်းကြာနေတဲ့ကိစ္စတွေလည်းအောင်မယ်အင်္ဂါသားသမီးအတွက်ကံကောင်းမယ်လက်ပွင့်မယ်ငွေကစီပါတက်မယ်အကြံအစီရေရွယ်ချက်တွေအောင်နိုင်မယ်ကုသိုလ်ကံကြမ္မာရေးတွေကောင်းမွန်မယ်လုံငါစီပါတို့လည်းတိုးတက်အောင်မြင်နိုင် ံကောင်းချမ်းလက်ပွင့်ချမ်းလုံးမစီပွားလို့အောင်ကိန်းမှာအင်္ဂါသားသမီးတွေဖြစ်တယ်နာမည်ကုန်တဲ့နဲ့ဖြစ်တယ်တနည်းအားဖြင့်ကုံစိမ့်တစ်တီးဝင်လာလုပ်ငန်းကိစ္စတွေအောင်မြင်မယ်အင်္ဂါသားသမီးအားလုံးကိုစိမ့်နှဖြာကျမ်းမာချမ်းတော်တော်မူကြပါစေလို့ရင်စံတာများလည်းတလုံးတော်ပြေဝနိုင်ပါစေလို့ဆရာလေးနဲ့ထုတ်ဆုံးမကောင်းဆုတောင်းမေတ္တာပို့တာအပ်ပါတယ်ဒီခွန်နနာတော့ခွန်ရသားသမီးအားလုံး ိုယ်စိတ်နှဖျားကြားမှချမ်းသာပါစေလူရင်စံတာများတလုံးတဝပြေးဝနိုင်ပါစေအရှိရေးအိမ်ဆောင်ရေးကြားမရေးစီးပွားရေးလူမှုရေးတိုင်းမင်းဆွေးနွေးမင်းများလူသားများရှိခဲ့တော့ဆရာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့၃ညာကို၄ကြည့်ပဲ၅လုံး၄၅လုံး၃ညာ၃ညာ၄ခွန်းခွန်းကြီး၅လုံး၇၅လုံး၆နှစ်၁၅တို့ကိုတိုက်ရိုက်ဆက်သွယ်မင်းများနိုင်ပါလေမင်္ဂလာပါဟုတ်ကဲ့ ကျောပင်းနေမှာထွင်းညစ်ပူဆောင်ရမှာပါဖះစိတ်တီကျောတောင်းနေမှာညောင်ပင်းနေမှာရှိတဲ့အရက်ရှင်းမျက်နှာဖះလို့လည်းခေါ်တယ်တန်နေငွေကျုံမင်းတန်လာကျုံမင်းအင်္ဂါကျုံမင်းဘုတ်တော်ခုကျုံမင်းကြာတာပတိကျုံမင်းတောက်ကြကျုံမင်းစနေကျုံမင်းရာဟုကျုံဆိုပြီးတော့ကျောတိုင်းနေရှိတဲ့ထပ်မှာဘုတ်တော်ခုနေ့မနက်ဖားရီယာမနက်သွားပြီးပူဆောင်မယ်ညနေဖားရီယာရာဟုကျုံမှာပူဆောင်ပြီးလို့ရတယ်နော်ခုနှစ်နေ့ခုနှစ်နာခုနှစ်သားသမီးအားလုံးကိုယ်စိတ်ညပြချမ်းမှချမ်းသာလို့လူရင်းစံတာများ တစ်လုံးတစ်ဝပြေးဝနိုင်ပါစေကိုစိတ်ငပ်ဖြာကြားမှချမ်းသာကြပါစေလို့ကျွန်တော်များပုံနဲ့တော့ဗီဒင်းဆရာရနိုင်ထုံးမှာ2025ခုနှစ်အောက်တိုဘာလဆယ်လပိုင်းကံကြမ္မာကန်ဆာတာဟော့စတိုင်လေးကိုအိညာမှာဟောပြောပြီးတက္ကတနာရနာပါစေကိုစိတ်ငပ်ဖြာကြားမှချမ်းသာတော်မူကြပါစေလို့ဆိုမှုကောင်းဆုတောင်းမေတ္တာပို့တာအပ်ပါတယ်မင်္ဂလာပါခင်ဗျာ